ရန်ကုန်မြို့တွင်းမှာပုဂ္ဂလိကအများပိုင်ရင်လိုင်းတွေကိုလာမယ့်နှစ်အစမှာစတင်ပြေးဆွဲနိုင်ဖို့ကိုစီစဉ်နေပါတယ်။ဒီလိုအများပိုင်ရင်လိုင်းတွေပြေးဆွဲသွားဖို့စီစဉ်နေတာနဲ့ပတ်သက်ပြီးဘလို့အနေထားတွေရှိနေလဲဘလို့အခြေအနေတွေကိုရောက်ရှိနေပြီလဲဘာအခက်အခဲတွေရှိနေလဲဆိုတာတွေကိုသိရှိရအောင်တွားရောက်သတင်းယူနေတဲ့သတင်းတော့ကြော်စရာကိုဆက်သွယ်မေးမြန်းကြည့်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကိုကြော်စရာရေအများပိုင်ရင်လိုင်းတွေပြေးဆွဲဖို့စီစဉ်နေတာကဘလို့အခြေအနေရှိနေပြီလဲခင်ဗျာ။ပြီးတော့တို့ဒီကိစ္စကိုဆောင်ရွက်နေတာဘယ်အခြေအနေထိရောက်နေပြီလဲဆိုတာကိုနည်းလောက်ပြောပြပေးပါခင်ဗျာ။ ဟုတ်ကဲ့ခင်ဗျာအများပိုင်းရင်လိုင်း public ကအများပိုင်းရင်လိုင်းတွေကိုပြည့်ဆွဲဖို့စီစဉ်နေတာကသူတို့အခု season မှုတွေ account ထဲပေါ်နေပြီခင်ဗျာ account ထဲပေါ်တဲ့အခြေအနေကလည်း80%လောက်ပြီးနေပြီရင်ပိုက်ရှင်တွေဘက်ကအဲဝန်ကြီးချုပ်ကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကဘယ်အချိန်ညွှန်ကြားလဲဆိုတော့ဒီအများပိုင်းရင်လိုင်းတွေကိုတစ်လပိုင်းတစ်ရက်နေမှာစတင်ပြည့်ဆွဲဖို့ညွှန်ကြားထားတယ်ခင်ဗျာရင်ပိုက်ရှင်တွေဘက်ကလည်းအဲ့ဒီဟာကို season နေတာတွေက season မှုကတော်တော်လေးတော့ပြီးဆုံးနေရင်ပိုက်ရှင်တွေဘက်ကအဆင်သင့်အနေထားဖြစ်နေပါပြီခင်ဗျာအဲ့လိုမျိုးအများပိုင်းရင်လိုင်းတွေကိုစပြီးတော့ပြည့်ဆွဲလိုက်မယ်ဆိုလို့ရှိရင်အခု မြို့တွင်းမှာလည်းပြေးဆွဲနေတယ်ပေါ့နော်ရေလိုက်နေရရှိနေတယ်ဆိုတော့အဲ့ဒီရေလိုက်နေရရောဘယ်လိုမျိုးအပြောင်းလဲဖြစ်လာနိုင်လဲခင်ဗျာအော်ဟုတ်ကဲ့ခင်ဗျာလက်ရှိဒီပေါ့နော် public ကအများပိုင်းရင်လိုင်းနေတလှပဲတည့်ရက်နေ့ပြေးဆွဲဖို့အတွက်ကိုတော့လမ်းကြောင်းကိုရွေးချယ်ထားတဲ့အနေထားတော့မရှိသေးဘူးခင်ဗျာဘယ်ရင်လိုင်းကိုဘယ်လမ်းကြောင်းပြေးဆွဲရမယ်ဆိုတဲ့ဟာကိုတို့ကမချပေးသေးဘူးအဲ့ဒါကိုလည်းတိုင်းဒေသကြီးဆိုရဖွဲ့ကရွေးချယ်ပြီးမှဘယ်ရင်လိုင်းကဘယ်လမ်းကြောင်းပြေးရမယ်ဆိုတာကိုစီစဉ်ပေးမယ်ခင်ဗျာအဲ့ဒါကိုကြာတော့ဒီဒီဇင်ဘာလ 15ရက်နဲ့20ကြားမှာခြာပေးမယ်လို့လည်းဒီရင်ပိုင်ရှင်အများစုကပြောကြတယ်ခင်ဗျအဲပြီးတော့နောက်တစ်ခုကဒီအများပိုင်းရင်လိုင်းနေစပြီးတလပိုင်းတည့်ရက်နေ့ပြေးပြီဆိုရင်တော့ဟောဒီရန်ကုန်မြို့ထဲမှာအခုလက်ရှိပြေးနေတဲ့ကားတွေအကုန်လုံးကဒေါင်းတော့6မြို့နယ်တွေဝင်လို့မရတော့ဘူးခင်ဗျအဲဒီမြို့ပြင်နေမှာပဲပြေးဆွဲလို့ရမယ်လို့တော့ဒီရင်ပိုင်ရှင်အများစုကဒီ public ရင်လိုင်းနေမှာပါဝင်တဲ့ရင်ပိုင်ရှင်အများစုကပြောပါတယ်ခင်ဗျသူကပေါ့နော်ဒီအခုအများပိုင်းရင်လိုင်းနေပြေးဆွဲမယ်ဆိုတော့သူတို့ဘလို့စနစ်နဲ့ပြေးဆွဲသွားဖို့ရှိလဲပြီးတော့လက်ရှိမှာပြေးဆွဲဖို့လုပ်နေတာ၄နဲ့ပတ်သက်ပြီး အခက်အခဲတွေရှိတယ်လို့ကြားရလားခင်ဗျာအဲ့လိုမျိုးကြားရတာလေးရှိရင်ပြောပြပေးပါဦးခင်ဗျာ ကမြလက်ရှိပေါ့နော်အခက်ခဲကိုယင်ပြောရမယ်ဆိုရင်တော့လက်ရှိအများကြီးရင်းလိုက်နေပြေးဆွဲဖို့အခက်ခဲကဘာဖြစ်နေလဲဆိုတော့ကားတွေမှားတာကမြတရုတ်နဲ့ကိုရီးယားကားတွေမှားရတယ်အများကြီးအများကြီးရင်းလိုက်နေပြေးဆွဲဖို့တော့ကိုအဲ့ဒီအတွက်ကိုကိုရီးယားကားတွေကတော့ရောက်ပြီခင်ဗျတရုတ်ကကားတွေအများစုကတော့ဒီမူဆယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်မူဆယ်မှာပိတ်မိနေတယ်အဲ့ဒီကားတွေကအခုလက်ရှိပေါ့နော်ဒီတလပိုင်းတရက်နေ့မှာပြေးဆွဲဖို့အတွက်လက်ရှိဒီရန်ကုန်မြို့ရင်းကိုလည်းမရောက်သေးဘူးခင်ဗျအဲ့ဒီခက်ခဲတော့ရှိတယ်ခင်ဗျအဲ့ဒီဟာကအကယ်လို့သူတို့ဒီတလပိုင်းတရက်နေ့အမိပေါ့နော်ဒီတရုတ်ကကားတွေကဒီကျွန်တော်တို့ဒီရန်ကုန်မြို့ထဲကိုမရောက်ဘူးဆိုရင်တော့သူတို့ကဟွန်တိုင်းကားတွေ နဲ့အစားထိုးပြီးတော့ရန်ကုန်မြို့ထဲမှာပြေးဆွဲဖို့စီစဉ်ထားတယ်ခင်ဗျာအဲ့ဒီခက်ခဲတော့ရှိတယ်နောက်တစ်ခုကဒီအများပိုင်းရင်လိုင်းနေပြေးဆွဲပြီးွားရင်ပေါ့နော်ဒီကားထားဖို့နေရာခက်ခဲရတော့ရင်ပတ်ရှင်တွေအဓိကကြုံနေရတယ်ခင်ဗျာအဲ့ဒါကိုတော့သူတို့ကအများဆုံးဖြည့်ရှင်းပေးစေချင်တယ်ခင်ဗျာအဲနောက်တစ်ခုကကြတော့ဘလူးစနစ်နဲ့ပြေးဆွဲမလဲဆိုတော့ပေါ့ဒီအဲကွန်စနစ်နဲ့ပြေးဆွဲမယ်ပြီးတော့ဒီအများပိုင်းရင်လိုင်းနေရာဒေါင်းတော့6မြို့နယ်တွေဝင်လို့ရမှာခင်ဗျာနောက်တစ်ခုကကြတော့ဒီကက်စနစ်ကိုလည်းဒီအတက်အစင်းမှာကက်စနစ်နဲ့လုပ်ဖို့စဉ်းစားရတယ်ကက်စနစ်နဲ့ပဲဒီငွေပေးချေလို့ရမယ်ငွေသားပေးချေလို့မရဘူးဒါပေမဲ့ပြေးဆွဲတဲ့ရပိုင်းနေငယ် အတွင်းမှာတော့ပေါ့နော်စပြီးပြည့်ဆွဲတဲ့ရပိုင်းနိုင်ငံအတွင်းမှာတော့ဒီကက်စနစ်ကိုမလုံနိုင်သေးဘူးဆိုရင်တော့ဒီကားပေါ်မှာပေါ့နော်စပယ်ယာတယောက်ထားရမယ်နှစ်ယောက်မထားတော့တယောက်ပဲထားရမယ်ခင်ဗျာပြီးတော့နောက်တစ်ခုကဘလို့လဲဆိုတော့ဒီအများပိုင်းရင်လိုင်းနေစပြည့်ဆွဲရင်ဒီရန်ကုန်မြို့ထဲမှာပြည့်ဆွဲနေတဲ့ဒီခီးသက်တင်အခုလက်ရှိခီးသက်တင်ရင်နေမှာပေါ့နော်ရင်လုံသားတွေကအလုံးလက်မဲ့ဖြစ်သွားမှတွေပါတယ်ပူစရာမလိုခင်ဗျာအဲ့ဒီဟာကိုဘလို့စီစဉ်တာလဲဆိုတော့သူတို့ကဒီကားမတိုင်တိုင်းမှာလက်မဲ့အယောင်ဌာနတွေထားပေးရမယ်ခင်ဗျာအဲ့ဒီလက်မဲ့ကိုဝယ်ပြီးမှဒီကားပေါ်တက်စီလို့ရမယ်အဲ့ဒီလက်မဲ့ကိုရောင်းတာဒီရင်လုံအခုပေါ့နော်ဒီပြည့်ဆွဲနေတဲ့ဒီ လက်ရှိပြေးဆွဲနေတဲ့ခီးတက်တဲ့ရင်လုံသားတွေကိုပဲပြန်ခန့်အပ်ပါမယ်ခင်ဗျာအဲ့ဒီသူတို့စီကလက်မှတ်ဝယ်မှစီးလို့ရမယ်ခင်ဗျာဒီအများပိုင်းဒီ public ကရင်တွေကိုပြီးတော့နောက်တစ်ခုကကြတော့ဒီရင်လုံသားတွေကိုတနေ့ရောင်းရတဲ့ဝင်ငွေရဲ့10%ဒါမှမဟုတ်7%တခုခုပေးသွားမယ်လို့လည်းဒီတက်တက်ဟိုရင်ပိုက်ရှင်တွေအများစုပဲဒီအစိုးရဖွဲ့ကပြောလာတာတွေရှိတယ်ခင်ဗျာဆွေးနွေးလာတာတွေရှိပါတယ်ခင်ဗျာโอเคไอ้တော့လေဒီရင်ပေါင်းနေနောက်တစ်ခါဒီရင်အပူတွေပေါ့နော်အဲ့လိုရင်လုံသားတွေစိတ်ဆာနဲ့ပတ်သက်ပြီးတော့ဒီအများပိုင်းရင်လိုင်းမှာရှိတဲ့ဒီပေါ့ရင်လုံသားတွေကိုသူတို့ဘလို့ ထိမ့်ချုပ်သွားဖို့ရှိလဲဘယ်လိုပုံစံမျိုးအုပ်ချုပ်ကြိုက်သွဲသွားဖို့ရှိလဲခင်ဗျာဟုတ်ကဲ့ခင်ဗျာလက်ရှိမှာတော့ဒီခီးသွားပြည်သူတွေနဲ့ရင်လုံသားတွေကြားရတဲ့ပြဿနာတော့ကြီးထွားတယ်ခင်ဗျာဒီရင်လုံသားတွေအများစုရဲ့ရိုင်းပြတဲ့ဆက်ဆံမှုကိုခီးသွားပြည်သူတွေကတော့အများဆုံးခံစားနေရတယ်ခင်ဗျာအဲ့တော့တော့ဒီအများပိုင်းရင်လိုင်းနေစတင်သူတို့ကထိတ်ချုပ်ဖို့ပြင်ဆင်ထားရတယ်အခုဒီရင်လုံသားတွေဖြစ်တဲ့ပြဿနာကလည်းသူတို့ကဘောနော်စု စုပေးတဲ့စနစ်မရှိဘူးဒဏ်ပေးတဲ့စနစ်ပဲရှိတယ်ပေါ့နော်အဲ့ဒီဟာကိုအဓိကဒီနောက်ပြည့်စွက်မဲ့ public ရင်လိုင်းနေမှာဒါကိုပြင်ဆင်ဖို့သူပြင်ဆင်ထားတယ်ပြီးတော့နောက်တစ်ခုကဘယ်လိုလဲဆိုတော့ဒီ public ဒီရင်လိုင်းကတာဝန်ရှိတဲ့တာဝန်ရှိတဲ့သူတွေကတိုင်းဒေသကြီးဆိုရဖွဲ့ဆောက်လုပ်ရေးတာဝန်ရှိတဲ့သူတွေအိုးအိမ်ကတာဝန်ရှိတဲ့သူတွေစုပေါင်းပြီးတော့ဒီ public ရင်လိုင်းနေမှာလောက်ကိုင်းတဲ့ရင်လုံသားတွေအတွက်ကိုသူတို့ကဒီဟို တံပိုးနဲ့အိမ်ရာလေးဆောက်လုပ်ပေးဖို့လဲစီစဉ်ထားတယ်ခင်ဗျာအဲသူတို့အဲ့မှာပြည်တံကျူးလို့ရင်တော့အဲ့ဒီအိမ်ရာပေးထားတဲ့ဟာတွေကိုလည်းပြန်ပြီးတော့တိမ့်မယ်ပါညာအဲ့လိုစီစဉ်ထားရတော့လက်ရှိမှာရှိတယ်ခင်ဗျာအဲအခုလက်ရှိမှာတော့ဒီရင်လုံသားရဲ့နဲ့ပြဿနာကိုဖြေရှင်းဖို့ကရင်လုံသားတွေကိုပေါ့နော်အခုဟာဓာန်ပေးတဲ့စနစ်ပဲရှိတယ်ခင်ဗျာစူပေးတဲ့စနစ်မရှိဘူးအဲ့ဒါကြောင့်မို့ဒီပြဿနာကြီးထွားနေတယ်ပြီးတော့လာစစနစ်ကိုမကျင်သုံးနိုင်တဲ့အတွက်အခုချိန်မှာအဲ့ဒီပြဿနာသူတို့ကခောက်ကြီးရဲ့ percentage ကိုရဖို့တော့ပဲအဓိကလောက်ကန်နေရတဲ့အတွက်သူတို့ဒီကြီးသွားပြီသူတွေနဲ့ရင်လုံသားတွေကြာပြဿနာဖြစ်နေရတော့ဒီ ရင်ပတ်ရှင်တွေအများစုကသုံးသက်ကြတယ်ခင်ဗျာဟုတ်ကဲ့ပါကိုကျော်စီရခုလိုမျိုးပြည့်ပြည့်စုံစုံဖြစ်ကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ရန်ကုန်မြို့တွင်းမှာပုံကလိကအများပိုင်းရင်လိုင်းတွေကိုလာမယ့်နှစ်အစမှာစတင်ပြီးဆွဲဖို့စီစဉ်နေတာနဲ့ပတ်သက်ပြီးသတင်းတော့ကျော်စီရကိုဆက်သွယ်မေးမြန်းကြည့်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းကြန့်ရှိနေသေးတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်